ဂျီဂျိုဝါကော်ဖီဆိုင်လေးတစ်ခုမှအလုပ်လုပ်တဲ့ကောင်မလေးတယောက်ပါဇလန်စာကလေးကအလုပ်မှတလွဲရီလုံမီလို့ဘော်စီဖြစ်သူဆိုတာကိုစခံရရတယ်။ဘော်စီကတံပေးကနေနဲ့ဆိုင်တန်ရှင်ရီအားလုံးဂျီဂျိုတယောက်တည်းပဲလုခိုင်းလိုက်လို့ဆံပေးချိန်ဒီမပြောင်းရသေးပါဘူး။အချိန်မှမိုးရီရွာနေလို့ဆိုပြီးဆိုင်ထဲကိုအဖွားကြီးတူမိုးလာကိုတာကိုတွေ့လိုက်ရတယ်။ဂျီဂျိုလက်ရှိရာလေးတွေနဲ့အိမ်ကန်ထားလိုက်ပြီးခဏနေတော့အဖွားကြီးလည်းမြေရှုံမှုပြန်သွားသလိုထူးဆန်းသွားပြောက်ခဲ့သွားတယ်။စပွဲပေါ်မှာလည်းဘေကမမသိရောက်လာတဲ့အချစ်ပေတင်လို့ရေးထားတဲ့စာအုပ်လေးတအုပ်ကိုတွေ့လိုက်ရတယ်။ဒီလိုချိုချိုလေးအချီမိကုန်းလေးနည်းနည်းလောက်ရှောက်မေးကြည့်လိုက်တာမကြခင်ဘဲတွေဝမ်းဝိုင်းလည်နေတော့မယ်ဆိုလို့တရားဖို့တောင်းစာအုပ်ကြည့်လို့ပဲယူဆလိုက်ပ ပါပြီအိုင်နာဘော်စီပြန်အောင်လာပြီးချေချိုးကိုအိမ်ပြန်လိုက်ပို့ပေးမယ်လို့ဆိုတယ်အကြောင်းကတော့ချေချိုးလမ်းမှာတခုခုဖြစ်သွားရင်သူ့တာဝန်မကင်းမှာဆိုလိုပါဒီလိုနဲ့ချေချိုးအိမ်ရှိပြန်ရောက်တဲ့အချိန်မှာပဲအိမ်နီးနာချင်းအစ်တတယောက်ကရီယာစကားဆလာပြောတယ်နောက်နေ့ကျတော့လေလူကူမြင်းသားမှာရုတ်တရက်ဖုန်ချောင်းခံရပြန်တယ်ချေချိုးကလည်းကြားတဲ့ဘော်စီရဲ့ရီစာဖြစ်တဲ့အိမ်များကလည်းချေချိုးကိုလင်းတူးချစ်သူထင်သာပြီးအလားချောင်းပြန်တယ်ချေချိုးလည်းတယောက်တည်းချိန်တင်းနေတော့မှာပဲကစ္စတာမာတယောက်ကလည်းချေချိုးကိုရီစာစကားထက်လာပြောပြန်တယ်နောက်တစ်ပတ်နေရင်သူပြန်လာမှာမို့လို့အိမ်နေကြရင်တခါလေးအဖြစ်ပြဖို့ပါကြီးကြီးကျယ်ကျယ်ပြီးပြောသွားပြီတကယ်ကြချေချိုးတရားမဟုတ်တဲ့မျိုးဆန်လို့ကြည့်ပြီးဘော်စီကိုတော်မြင်ခိုင်းကြည့်တယ်ဒါပေမဲ့မာစတာရှက် က်ကြိုင်ပွဲမှာလိုပဲအမိုက်ပုံတဲ့ကိုပဲရောက်ရှိသွားခဲ့ပါပြီ။တကယ်တော့ချိုချိုကဘောစီကိုအရင်ကတည်းကချိတ်ချိုက်နေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘောစီကသူ့ဘောဆက်ဆံရေးတွေချိတ်ချဲလုံးနေတော့အချစ်ပေရင်းစာအုပ်လေးကိုအပြင်းပြင်းထပ်သုံးကြည့်ဖို့လုပ်တယ်။စာအုပ်ကတော့မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူးဆိုပြီးချိုချိုကို motivation နေပေးလိုက်ပါပြီ။နောက်နေ့ကျတော့လည်းချိုချိုဒုတိယအကြိမ်မုတ်ထပ်ပုတ်ကြည့်ပေးမယ်။စီနီယာအကိုကြီးဖြစ်တဲ့ကိုပြူကပါမကောင်းသေးဘူးလို့ဆိုတယ်။မကောင်းသေးပေမဲ့လည်းရှက်ကီရောက်သွားချအောင်မယ်ဆိုပြီးညနေမှာတော့အားလုံးဘောဆိုင်ကိုရောက်ရှိသွားကြရတယ်။လူမှန်သူမှန်မသိအောင်မူသွားတဲ့ချိုချိုလည်းဘောစီကိုပါထပြဲကုန်ပြီးကားပေါ်ကဘောစီရဲ့ထပ်ပုံကိုပါအတင်းယူသွားလိုက်တယ်။နောက်နေ့ကျအန်ဆိုင်မာယောဂဖြစ်နေတဲ့ချိုချိုရဲ့အမေကခိ မုတ်လေးတစ်ခုပုတ်ထားကြောင်ကြာတိလိုက်ရတယ်။ဘကြိုလေးအမေရဲ့ကိမုတ်ကိုကြည့်လိုက်ကမှပဲမုတ်လို့ဘူးအိုင်ဒီယာတစ်ခုရရှိသွားခဲ့ရတယ်။ဒီဒီကတော့အထူးလက်ဆန်းပြလိုက်တာဘော်စီရဲ့ချစ်ကျူးခြင်းကိုလည်းခံလိုက်ရတယ်။အရင်နောက်ချစ်ချိုလေးဘော်စီကိုပစီတစ်ခုပေးစရာရှိလို့တောင်းရင်ဘော်စီနဲ့အင်းမြတို့ရံဖြစ်နေတာကိုကြားလိုက်ရတယ်။အကြောင်းကတော့အင်းမြဟာဘော်စီကိုချုပ်တင်မတိုင်းမမန်းနဲ့နန်းနန်းချားကိုကြောင်းသားတက်ပို့လုံးနေတာကြောင့်ဖြစ်ပါတယ်။ဒါကြတော့ဘော်စီကလည်းချစ်ချိုကိုလိုက်ပို့အောင်မဲ့ဆိုပြီးချစ်ချိုစပိန်ကိုကားပေါ်တင်ခိုင်းလိုက်တယ်။ဒါပေမဲ့ဘော်စီနဲ့အင်းမြတို့ရဲ့ရံဖွဲကတဖန်ပြန်ဆလာလို့ချစ်ချိုလည်းအင်းကိုလမ်းလျှောက်ပြီးပြန်လိုက်ရပါပြီ။ခြေတူအောင်လည်းချောက်လိုက်ရပြီးအင်းမြတို့ဘေးရင်ထက်မိကြီးရပြန်တယ်။စာအုပ်ကလ ည်းမကြခင်အခွင့်အရေးကတော့မှမလို့လက်မလျှော့သေးဘူးပဲထပ်ပြောတယ်။အညာမှာပဲဘော်စီတရားလူမှန်းသူမှန်းမသိအောင်မူပြီးချေချိုးအိမ်ကိုရောက်ရှိလာတယ်။ချေချိုးတယောက်ကားကားလေးရှင်ပေးရတဲ့အပြင်ကြီးစားစကားပါထပ်ပြောခံလိုက်ရပြန်တယ်။ချေချိုးကတော့အိမ်မြောင်နန်းနန်းကတော့မှမလို့သူ့ကိုအပြောချင်တယ်လို့ပဲထင်ပြီးဘော်စီကိုနှပြမတန်အောင်ပြောလွှတ်လိုက်ပြီ။ဒါပေမဲ့လေဘော်စီကတော့စဉ်းစားချင်းနေရပေးမယ်လို့ပဲအိမ်ရှိကောင်းနေမူပြီးအော်ဟစ်သွားတယ်။ ဒီလိုနဲ့နောက်နေမှာတော့သူကလူကူမင်းကြမှာဖွန်ချောင်းနဲ့ကောင်ကတခြားကောင်မလေးတယောက်ကိုလည်းဖွန်လိုက်ကြောင်းနေတာကိုတွေ့လိုက်ရတယ်။ဆိုင်ရောင်းကျော်လည်းတပတ်ပြင်းအဖြေလာတောင်းမယ်ဆိုတဲ့ကောင်ကဒီတခါဆွန်နဲ့အတူတူရောက်လာတာဖြစ်ပါတယ်။အဒီနောက်မေးဖြစ်သူကိုစေကန်းသားပြတော့လည်းအခြေအနေကတိုးတက်လာခြင်းမျိုးမရှိပါဘူး။တချို့လည်းစိတ်ညစ်ညစ်နဲ့အိမ်ပြန်လာလိုက်တာဟိုနေ့ကရည်စားစကားလာပြောတဲ့အိမ်ကြီးချင်းကောင်ကလည်း marketing သမားဖြစ်နေပြီးဈေးရောင်းခြင်းလို့လာကတ်တာဖြစ်နေတယ်။အဒီနောက်ချွတ်ချွတ်နဲ့ marketing ကောင်လေးပတနာတက်နေတော့ bossy ရောက်ရှိလာပြီး power ranger ဝင်လို့လိုက်ပြီ။ဒါပေမဲ့လည်းရုပ်ရှင်ထဲမှာတော့မဟုတ်တော့ bossy ကောင်မဲအာသူဘူးတီးတွေခဲသွားကြတာဖြစ်ပါတယ်။တချို့လည်း bossy ကိုရေခဲလေးပါးလေးကပ်ပြီးလိုက်ပြီးဘေးကလေးနောက်တစ်ခါတော့ ော့ဖတ်မေးကြည့်တယ်ဒီကတော့ချက်တဲ့သူအနာမရှိနေရပေမဲ့ပူလာမှုတွေပဲခံစားရလိမ့်မယ်လို့ဆိုတယ်ဂျိုကလည်းဘာရင်မမသိဘူးဆိုပြီးဒီတိုင်းထားလိုက်တာမနှမ်းကြတော့ဘော်စီကသူ့ကိုအလိုသားဖို့ပါကားနဲ့လာကြုံနေတာကိုတွေ့ရတယ်တပတ်မှာချွတ်ချွတ်ကလည်းစိတ်ကူးတွေရင်ထိပ်ပူးတွေကျင်နေတော့မိဖို့ကြောင့်ချင်းတစ်ခုလုံးမိရေလောင်သွားခဲ့ပါပြီကြားတဲ့ဘော်စီကလည်းမိငိမ့်နေရင်းနဲ့ဆေးရုံကိုဝါရောက်ရှိသွားတယ်ဂျိုကလည်းဆေးရုံမှာသူ့ကြောင့်ဖြစ်တာပါဆိုပြီးမျက်ရည်လေးချူဒရမာလေးချိုးလိုက်တာဘော်စီလည်းစိတ်မဆိုးတော့ပါဘူးအိမ်ညာမှာပဲချွတ်ချွတ်ကကိုပြူပြောတယ်လို့အိမ်ညာဟာဘော်စီရဲ့ကြီးစားမဟုတ်မှန်းတီးလိုက်ရတယ်တကယ်တော့အိမ်ညာဟာဘော်စီရဲ့အမှားမှန်မှအရင်ခေါက်ခေါက်ကြီးဖြစ်ပါတယ်ဒါပြန်ကိုပြူကလည်းချွတ်ချွတ်နဲ့ဘော် ်စီတို့အပြန်လန်ကြိုက်နေမှကဘာဦးစားကလေးကတီပီးသားဖြစ်ပြီးမပြောခိုင်းလို့သာမပြောရတာပါ။တချို့လဲအိမ်ရောက်တော့စာအုပ်ကိုတဖန်ထပ်မေးကြည့်လိုက်တော့ရွာမနေပဲ item လေးနည်းနည်းခံမအောင်လို့ဆိုတယ်။ဒီတော့ချေချိုကလည်းစာအုပ်ကပြောသလိုဘော်စီအဖြေလာတောင်းနိုင်ဝေးလဲကြောင့်မဲ့လို့ပြီးပဲပြေးရတယ်။တကယ်တော့ဘော်စီဟာဂျပန်ကိုပညာတော်တင်သွားဖို့ရှိနေပြီးသူမရှိတော့ချေချိုဘယ်ရသွားမှဆိုလို့မသွားပြတာဖြစ်ပါတယ်။ဒီကြောင့်ဒီကိုလည်းချေချိုကိုအိမ်မပြန်ပြောမှတီးခဲ့ရတာပါ။တချို့လဲစာအုပ်ကိုထပ်မေးကြည့်ပေမဲ့အချိန်တန်တော့မှမှလို့ပဲထပ်ဆိုပြန်တယ်။အနောက်ပိုင်းဘော်စီနဲ့ချေချိုတို့ရဲ့ဇလန်းဟာကလာကားလို့ကြာမြင့်နေပြီးဘေးအချင်းနေရတဲ့ကိုပြူတော်တော်စိတ်ညစ်နေပါပြီ။ဒီလိုနဲ့တနေ့မှတော့ချေချိုကိုဂျပန်ကမဖို့တ င်လန်းချောင်းတစ်ခုကိုပို့ဖို့စီစဉ်နေချောင်းနဲ့ချွချိုသာလက်ခံရင်ဘော်စီနဲ့အတူသွားရမယ်လို့ဆိုတယ်။ဒီလိုဆိုရင်တော့ချွချိုလည်းဘော်စီကိုတခါလေအဖြစ်ပြီးမှရတော့မှာပါ။ဒါပေမဲ့လည်းအိမ်မှာအန်ဆိုင်မှာရောဂါသည်အမေတယောက်တည်းကြံနေမှာဆိုလို့အခက်တော့တွေ့ရပြန်ပါပြီ။အိုင်နာပိုင်းဘော်စီကလည်းအဖြေဒီခဏခဏတောင်းတဲ့အပြင်စာအုပ်ကလည်းဘာပေတွေမှဟောမပေးတော့ပါဘူး။ဒါပြင်စာအုပ်ကတောက်ပါပြောက်သွားကြပြီးအဖွာကြီးတယောက်ပြန်လာယူသွားတယ်လို့ပါသိလိုက်ရတယ်။အချိန်မှာပဲချွချိုအမေကလည်းအိမ်ကနေပြောက်သွားတော့ချွချိုကောင်းပြီးလေပါတောက်ရပါပြီ။ချွချိုဆိုင်ကိုပြင်ရမှချွချိုအမေကလည်းသူ့လိုဆိုင်ထဲကိုရောက်ရှိနေတာဖြစ်ပါတယ်။အဲ့တဲ့တွေကတော့နင်းထုတ်ပေးဖို့ပြောပေးမယ်ဘော်စီကတော့နင်းမထုတ်ခဲ့ပါဘူး။ဘော်စီကနဲ့လိုက်ဖို့ပေးမယ်ဆို တာတော့ချေချူကတော့စိတ်ညစ်ပြီးသူ့အမေကိုဂုံပိုးပြီးပဲပြန်သွားလိုက်တော့တယ်။နောက်နေ့ကစားလို့ချေချူဟာတရမိုင်မိုင်သွားခဲ့ပြီးမိခဲကိုလည်းကောင်းကောင်းမွန်မွန်မဆက်ဆံတော့ပါဘူး။ဒါပြင်ချေချူကြောင့်လည်း၃လလောက်ဘူကင်တင်ထားတဲ့ကိမုံတလုံးမိသေးဖြစ်သွားခဲ့ရပြီးဘော်စီကပဲအထူးတောင်းပန်လိုက်ရတယ်။အဲဒီနောက်ချေချူလေးဘော်စီကြောင့်သူဒီမှာနေရတာပြင်ပန်းလာလို့အလုပ်ထတော့မယ်လို့ဆိုတယ်။ဒါပေမဲ့ချေချူကိုမထွက်စေချင်တဲ့ဘော်စီကတော့သူ့ပဲဂျပန်မှာပညာတော်တဲ့မို့ဆုံးဖြတ်လိုက်ပါပြီ။ဒီလိုနဲ့ပဲဘော်စီလည်းဂျပန်ကိုထွက်သွားခဲ့ပြီးချေချူလေးဆိုင်မှာပဲဆက်လုံးနေခဲ့လိုက်ရတယ်။ဒါပေမဲ့လေပညာသင်တန်းက၆လပဲကြာမှဆိုတော့၆လကြာမှပဲဘော်စီပြန်လဲရောက်ရှိလာပါပြီ။ဘော်စီလေးရဲ့အချင်းမှာတော့ဆိုင်ကိုတော့ချေချူမလာစေချင်မှုထင်တော့ရောက်မလာ ခဲ့ပါဘူးဒီတော့ချိုချိုကလည်းသူ့ကြောင့် fashion တော့ဆိုင်ကိုမလာရဘူးဆိုပြီးသူပဲလှုပ်ထတော့မယ်ဆိုပြီးထားပြပြန်တယ်ဒီခါတော့ချိုချိုကိုဘယ်သူမှတားလို့မရတော့ဘဲတကယ်ကိုလှုပ်ထလိုက်ပါပြီတတိယမှာတော့ချိုချိုရဲ့စပိန်ချင်းနဲ့မှဘီဒင်းစာအုပ်တအုပ်ရောက်ရှိနေတာကိုတွေ့လဲရတယ်ချိုချိုလည်းစာအုပ်ကိုဖတ်ပြီးရင်နောက်မှာတော့ဆိုင်ကိုအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးပြေးသွားလိုက်ပါတော့တယ်အိုင်နာမှာတော့အစင်းင်းဆောင်နေတဲ့ဘော်စီကတော့ကီရေချုပ်ဒရမာတွေချုပ်ပြီးအပြေလဲရရှိသွားခဲ့ပါပြီချိုချိုစာအုပ်ထဲမှာတွေ့လဲရတဲ့အရာကတော့ဘော်စီခိုးရိုက်ထားတဲ့ချိုချိုရဲ့ထပ်ပုံနဲ့တူချိုချိုပေးရမယ့်အဖြေကိုသူကိုယ်တိုင်ပဲရေးထည့်ပေးတာဖြစ်ပါတယ်စာအုပ်လေးတအုပ်နဲ့တင်ရီစားရသွားတဲ့ဇလန်းလေးပဲဖြစ်ပါတယ်အင်းစီတို့လည်းရီစားလိုချင်တဲ့ဆိုရင်ဒီလိုစာအုပ် ်မြှောက်ရှာဝေထားကြဖို့အကြံပေးခြင်းပါတယ်ယေရှုတင်ပါတယ်